နာကမ်းမှာမြန်မာဘောလုံးတင်းပါဖြစ်မလဲဆိုတာလူတိုင်းခံမှန်းမှုကတ်ခဲ့ပါရီအဲ့ဒါကျွန်တော်ကလည်းအာရယာမဟုတ်တာရှောက်ဖို့ဖို့ထက်ဒုတက်နေတဲ့ KG မှာ AI ကိုပဲကြောင်တန်းရှာတယ်လို့တွားရောက်မေးမြန်းခဲ့ပါရီ AI ကတော့အကစားမှာအောင်မြင်မှုရရှိဖို့အတွက်ဆိုတာကနိုင်ငံရေးစီးပွားရေးနဲ့ဘောလုံးဖွံ့ဖြိုးတိုးတက်မှုလိုမျိုးပြင်ပအခြေအနေတွေပေါ်အများကြီးမူတည်နေတယ်လို့ကနေဦးပြောထားတာတွေ့ရပါရီနောက်တော့မြန်မာဘောလုံးအသင်းနဲ့ပတ်သက်လို့ဖြစ်နိုင်ခြေတွေကိုခံမှန်းပြောဆိုလာတယ်လို့နောက်လာမယ့်10နှစ်မှာဖြစ်နိုင်ခြေရှိသောအခြေအနေအနေနဲ့ အခြေအနေ၃ရပ်ကိုပြထားပါတယ်။နံပါတ်၁အကောင်းဆုံးအခြေအနေအာဆီယံမှာထိပ်တန်းဆင့်ကိုရောက်ရှိလာခြင်း။သူပြောတဲ့ဒီအခြေအနေမှာတော့မြန်မာဘောလုံးတင်းကအသီးသာထင်ရှားတဲ့တိုးတက်မှုတစ်ခုကိုရရှိလာမယ်ဆိုတော့ပါ။အဲလိုမျိုးတိုးတက်မှုတွေဖြစ်လာဖို့အတွက်လည်းအောက်ပါချက်တွေပြည့်စုံဖို့လိုမယ်ဆိုပြီးတော့ AI ကထောက်ပြထားပါတယ်။လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအောင်မြင်လာခြင်း။ မြန်မာဘောလုံးဖွဲ့ချုပ် MFF ရဲ့ Football for Schools လို့မျိုးလူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေကိုဘောလုံးကယ်မီတွေဖြစ်တဲ့မန္တလေးရန်ကုန်ကနေအရေးသွေးမြေလူငယ်ကစားမတွေပုံမှန်မွေးထုတ်ပေးနိုင်မှုလို့ပြီးတော့အဲဒီမျိုးစက်တစ်တွေက2025ခုနှစ်လက်ရှိပြည်မြအသက်25.9နှစ်ရှိတဲ့လက်ရှိအသင်းကြီးလူစီရင်ကိုအစားထိုးသွားနိုင်မှာဖြစ်ပါတယ်။ပြည်ပမှာကစားကွင်ရတဲ့ကစားမပုံများလာခြင်းဒါ့အပြင်မလေးရှားစားတဲ့ပုံမှုပြိုင်ဆိုင်မှုပြင်းထန်တဲ့မြန်မာလီးထက်ပိုကောင်းတဲ့ပြည်ပလီးတွေမှာကစားတဲ့ကစားမကြီးအတွက်တိုးပွားလာခြင်းက အတင်းရဲ့ရည်သွေးကိုပုံပေါ်ပြီးတော့မြင့်တင်ပေးပါလိမ့်မယ်ဆိုပြီးတော့ပြောထားတာပါအဲ့လိုမျိုးလုပ်နိုင်တော့အာဆီယံဒေတာရင်းပြိုင်ပွဲတွေမှာအသာချက်တွေရယူလာနိုင်မှာ ဖြစ်ပါတယ်။အာဆီယံချန်ပီယံရှစ်လိုမျိုးပြိုင်ပွဲတွေမှာအကျိုးပိုလူပွဲ၊ဆီမီဖိုင်နယ်၊ဆင်တီရောက်အောင်စွမ်းဆောင်နိုင်မှာဖြစ်ပြီးအာရှဖလာ AFC Asian Cup လိုမျိုးပြိုင်ပွဲကြီးကိုပုံမှန်လိုလိုဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အနေအထားတစ်ရက်ကိုမြန်မာဘောလုံးအသင်းကရောက်ရှိလာနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့အကောင်းဆုံးအခြေအနေကိုပြောပြထားတာတွေ့ရပါတယ်။နံပါတ်1အလဲလက်အခြေအနေလက်ရှိအနေအထားကိုထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ မြန်မာတင်းကအပြောင်းအလဲကြီးကြီးမားမားမရှိဘဲနဲ့လက်ရှိမှာလို့အာဆီယံအလဲလက်အဆင့်ဖြစ်တဲ့ဗီယက်နမ်မလေးရှားထိုင်းတို့ထက်အဆင့်နှိမ့်ပြီးတော့ကမ်ဘောဒီးယားလာအိုတို့ထက်အဆင့်မြင့်တဲ့အဆင့်မှာပဲဆက်လက်ပြီးတော့ရပ်တည်နေမှာဖြစ်ပါပြီ။နောက်ပြီးပြိုင်ပွဲသေးလေးတွေမှာရေတို့အောင်မြင်မှုတွေရှိနေမယ်လို့ပြောထားပြီးတော့အာဆီယံဒေတာရင်းပြိုင်ပွဲတွေမှာအုပ်စုဆင့်ကနေတက်ရောက်နိုင်ခြင်းဒါမှမဟုတ်မထင်မှတ်ထားတဲ့အာဆီယံထိပ်တန်းအသင်းကြီးများကိုတခါတရံမှာကောင်းကောင်းဖြတ်ကျော်နိုင်ပြီးတော့ကံကောင်းထောက်မှပြေးနိုင်နိုင်တာမျိုးလည်းရှိနိုင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ဒါပေမဲ့နိုင်ငံကပြိုင်ပွဲကြီးတွေဖြစ်တဲ့ကမ္ဘာဖလားအာရှဖလားခြေစစ်ပွဲတွေမှာတော့တည်ငြိမ်တဲ့ရလဒ်ကောင်းတွေရရှိဖို့နဲ့အနိုင်ရဖို့အတွက်ခက်ခဲနေုံပဲဆိုပြီးတော့လက်ရှိမြန်မာအသင်းရဲ့အနေအထားကို AI ကသုံးသပ်တင်ပြထားတာတွေ့ရပါတယ်။နံပါတ်3အစိုးဆုံးချင်းနေဒါတော့အစိုးဆုံးချင်းနေတရက်ကို AI မှာပြောပြထားတာဖြစ်ပြီးတော့လက်ရှိမြန်မာပြည်သက်တွေတွေ့ထားတဲ့လူမျိုးအာဆီယံမှာခေတ္တတော်နောက်ကျကြံရတော့မဲ့ဘောလုံးအသင်းဆိုပြတော့ပါလက်ရှိမြန်မာဘောလုံးလောကပြပအချင်းတွေတည်ငြိမ်မှုမရှိခြင်းလိုအပ်တဲ့ချင်းတွေအဆောက်အုံများနဲ့ယင်းနည်းမျိုးနယ်မှုတွေဆက်ပြီးတော့မတိုးတက်လာဘူးဆိုရင်တော့ မြန်မာဘောလုံးအဆင့်အတန်းကပုံမဆိုးလာနေတဲ့အနေအထားမျိုးကိုရင်ဆိုင်ရနေပါတယ်။အာဆီယံပြိုင်ပွဲများနဲ့ကွာဟချက်ပိုကြီးလာခြင်း။ကိုလက်ရှိထိုင်းဗီယက်နမ်မလေးရှားအင်ဒိုနီးရှားအသင်းတို့ကလူငယ်ဖွံ့ဖြိုးရေးနဲ့ပြည်ပထွက်ကစားတဲ့ကစားမားတွေပုံမများပြလာတာတွေ့ရပြီးတော့တိုးတက်မှုတော့မြန်နေမယ်ဆိုရင်မြန်မာဘောလုံးအသင်းကနောက်ဆက်နှစ်တွင်မှဒီအသင်းရဲ့အဆင့်ကိုလိုက်မမီတော့ဘဲနဲ့ကွာခြားချက်ကပိုကြီးမားလာနိုင်မှာဖြစ်ပါတယ်။နောက်တော့1990ပြည့်နှစ်လုံများနောက်ပိုင်းမြန်မာဘောလုံးရွှေခေတ်ပြောက်ွယ်သွားရသည့်အထိကအကြောင်းရင်းတွေဖြစ်တဲ့ ဗန္ဓာရိတ်ခက်ခဲတဲ့အဖွဲ့အစည်းပုံဆိုင်ရာပြဿနာတွေကိုဆက်ပြီးမဖြေရှင်းနိုင်တော့လိုတက်မှုတွေရပ်တန့်သွားနိုင်ပါလိမ့်ဖြစ်ပါလိမ့်အဲဒါကြောင့် AI ဘက်ကနေအဆိုပါချက်၃ချက်ကိုပြောပြီးမှအခုလိုမျိုးမြန်မာဘောလုံးတိုးတက်ဖို့ဒီချက်တွေလိုအပ်ကြောင်းလည်းထောက်ပြပေးတော့တာဖြစ်ပါလိမ့်ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ဘောလုံးကယ်မီတွေကနေအသေးသေးမြင့်ကစားမတွေကိုပုံမှန်မွေးထုတ်ပေးနိုင်မှုအတွက်အာရှဘောလုံးဖွဲ့ချုပ် AFC ရဲ့ Red Rose, Character Bronze လိုမျိုးအစီအစဉ်တွေမှာပို့ပြီးအစီအမြင်ချင်ဖို့လိုအပ်ပါတယ်။ FIFA Football for Schools 2025ခုနှစ်မှာစတင်ဖြစ်ပါမယ်။ FIFA ရဲ့ Football for Schools အစီအစဉ်ကအခြေခံပညာကျောင်းတွေမှာဘောလုံးပညာရေးကိုစတင်သင်ကြားပေးမှာဖြစ်လို့နောက်ဆက်နေကြမှာဒါကအရေးကြီးတဲ့အခြေခံအုတ်မြစ်ဖြစ်လာပါလိမ့်မယ်။ပြည်တွင်းလိ MNL အကြီးသေးမြင့်တင်ခြင်းဒီမလေးရှင်ရဲ့တင်းတွေအဓိကအသက်သွေးရောဖြစ်တဲ့ဒီမလေးရှင်ရဲ့ league MNL မှာပြိုင်ဆိုင်မှုပုံပုံပြင်းထန်လာစီရင်လေကစားမားတွေ professional ဆန်လာစီဖို့အင်းဒီမျိုးနဲ့ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်။ င်ကာတွေ့ကြုံရပြိတ္တရီကရောနောင်စင်နေ့ကြာမှာမြန်မာဘောလုံးအသင်းကဘယ်လိုအခြေအနေမျိုးကိုရောက်ရှိသွားနိုင်မလဲဆိုတာညီမျိုးရဲ့မြင်လေးတွေကိုပြောပြသွားခဲ့လို့ရပါတယ်အဆုံးလေးလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ